ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်တစ်ဆက်ပေးစင်တာကတော့တန်လိုက်ဆက်ကွဲမရှိတဲ့လပေါ်မှာကြောက်တုံးတွေကဘာကြောက်တန်လိုက်ထက်ရှိနေတယ်လဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်လပေါ်မှာတန်လိုက်ဆက်ကွဲမရှိပေမဲ့လို့လပေါ်ကကြောက်တုံးတချို့မှာဘာကြောက်တန်လိုက်ထက်တွေရှိနေတယ်လဲဆိုတာကိုသိပ္ပံပညာရှင်တွေနားလည်ဖို့စူးစမ်းနေခဲ့ကြပါတယ်1960ပြည့်နှစ်နဲ့80ပြည့်နှစ်ဝန်းကျင်က NASA ရဲ့ Apollo အာကာသခီးကနေလကြောက်တုံးတွေကိုကမ္ဘာမြေဆီယူဆောင်လာခဲ့ရမှာ လမျက်နှာပြင်အဝေးဘက်ခြမ်းမှာတန်လိုက်တဲ့အားပြင်းပုံစံမျိုးပါရှိတယ်။ကြောက်တုံးတွေကိုတွေ့ရှိခဲ့ကြပါတယ်။ကွန်ပျူတာပုံရိပ်တူတရုတ်ဖော်ချက်တွေမှာတော့လွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံခန့်ကဂျိုးမွားကြီးတစ်ခုဝန်တိုက်ခဲ့တဲ့အတွက်ကြောင့်လရဲ့တန်လိုက်ဆက်ကွင်းရာဆိုရင်အားနည်းနေရာကနေတိုးများလာခဲ့ပြီးလကြောက်တုံးတွေမှာတန်လိုက်အရေးရောင်တဲ့မြင်နေရဆဲဖြစ်တယ်လို့ Massachusetts နေပညာတက္ကသိုလ် Massachusetts Institute of Technology က Isa Narag ကနေပြောထားတာပဲဖြစ်ပါတယ်။ လာမှာအရေးဘူးပဟိုချက် လေးခုခိုးအားနေတဲ့အတွက်ကြောင့်တန်လိုက်ဆက်ကွဲအားနေခဲ့ပြီးတော့မျက်နှာပြင်ပေါ်ကကြောက်တုံးတွေကိုတန်လိုက်တတ်မပေးနိုင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့လို့အေးအားမဂျုံမွားကြီးဝင်တိုက်ခဲ့တာကဓာတ်ကိုပြောင်းလဲဖြစ်ခဲ့ပွဲရှိပါတယ်။ဂျုံမွားကြီးဝင်တိုက်လို့ဖြစ်ပေါ်လာတဲ့လရဲ့ခြိုင်ဝန်းကြီးထဲမှာလျှက်စစ်တတ်ပါရှိတဲ့ plasma အမှုန်တွေစုဝေးလာပါတယ်။ပြီးတော့ဂျုံမွားထိမှန်ခဲ့တဲ့နေရာရဲ့စမ်းကျင်ဘက်ခြမ်းမှာသွားစုဝေးပြီးတော့ အဲ့ဒီနေရာမှာတန်လိုက်စကွင်းကိုယာယီအားကောင်းစေခဲ့တယ်လို့ယူဆရပါတယ်။တန်လိုက်တဲ့ရှီယာကြောက်တုံးတွေအများဆုံးတရှိယာလောက်တောင်ဘက်ဝင်ရွှွဆွမှာအာကာသခီးစင်အများပြဆောက်ရွက်ဖို့အစီအစဉ်နေကြပါတယ်။ဒီကြောက်တုံးတွေမှာရိုက်ခတ်မှုတန်ရောရှေးဟောင်းတန်လိုက်တတ်ပါလက္ခဏာမျိုးတွေတွေ့ရမယ်ဆိုရင်တော့ဒါဟာဂျိုးမွားရိုက်ခတ်မှုကြောင့်ပဲဆိုတဲ့သဘောဖြစ်နေရပဲဖြစ်ပါရဲ့ရှင်။ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။